မင်္ဂလာပါ Story War ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Story War Channel ကိုစောင့်ကြည့်နေတဲ့ပရိသတ်တွေအတွက်တီဟဘာဟုဇတ်တော်အကြောင်းကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဟိုးရုံကမီဇီမာဒေတာလို့ခေါ်တဲ့အိန္ဒိယဒေတာမှာဒေါ်သုံးတောင်ကိုအပိုင်စားရတဲ့ချင်းနေကြီးတကောင်ရှိရတယ်ချင်းနေကြီးရဲ့နာမည်ကတီဟလို့ခေါ်တွင်နေတဲ့တီဟဆိုတာက ပါဠိအခေါ်ဖြစ်ပြီးမြန်မာလိုတော့ချင်းနေပေါ့ ရှင်နေမင်းကြီးတီဟာအမြဲတမ်းနေထိုင်တဲ့နေရာကဘရုံမာကြအိုင်ကြီးရဲ့အနီးကခြွေကြောက်ကူကြီးဖြစ်တယ်။ကြောက်ကူကြီးဟာကြီးမားကျယ်ဝန်းပြီးဘေးကင်းလုံခြုံမှုရှိတဲ့အတွက်ရှင်နေမင်းကြီးခိုအောင်နေထိုင်ဖို့ရတယ်။ဒီလိုနဲ့ရှင်နေမင်းကြီးဟာသူ့အပိုင်စားရာကျောတောင်တွေကို အလင်းတင်စိတ်ကူးရာတိုင်းလှည့်လည်ကြည့်ရှုပြီးသူ့အစာအမဲသားကောင်တွေကိုဖမ်းယူစားတော့လေရှိတယ်။ ဒီလိုနဲ့တနေ့မှာတော့ချင်းနေမင်းကြီးရဲ့ပိုင်တဲ့နေမြေတွေကိုဒက်ခိနာအတိုင်းကပနာသိရဲမဲ့စစ်သည်တွေရဲတကောအလံတလူလူနဲ့ဖြတ်တန်းသွားလာနေတာကိုတောင်ထိပ်ပေါ်မှာချင်းနေမင်းကြီးဒီဟာတွေ့မြင်သွားပါလေရောချင်းနေမင်းကြီးဟာသူ့ရဲ့အမဲသားကောင်ကိုဖမ်းယူစားတော့ဖို့တောင်ထိပ်ပေါ်မှာစဉ်သက်သွားလေတယ် သူဒီလိုဆင်းလာတာကိုပနာသိန်းရဲမှုကြီးနဲ့ရဲမဲစစ်သည်တွေကတော့မကြမီကြက်ရောက်လာမဲ့အသက်အန္တရာယ်ကိုကြူတင်မသိရှာကြဘူးပေါ့ချင်းနေမင်းကြီးကိုမြင်လိုက်တာနဲ့ရဲမဲတွေလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတာပေါ့တက်မှုကြီးနဲ့ရဲမဲစစ်သည်တို့ရဲ့ဓာလန်လေးများအလုံးကချင်းနေမင်းကြီးထံတက်တက်ချင်းရွယ်ထားပေမဲ့ချင်းနေမင်းကြီးကတော့ဘာကိုမှကြောက်လန့်မရှိရဲရင်ချင်းတတိနဲ့ရန်သူကိုတိုက်ပွဲဝင်ပြီး တမူကြီးဦးဆောင်နဲ့စစ်တီရဲမဲတွေနဲ့ချင်းနေမင်းကြီးတို့တိုက်ခိုက်နေတဲ့အတန်းကိုကြားတော့ပနာတော်မင်းသမီးလေးဂီတရီကစကားလိုက်တာကိုဖွင့်ကြည့်လိုက်တာပေါ့ဒီလူနဲ့လှပကြောရှင်းငွေလာဝဲအတွင်မျက်နာရှင်မင်းသမီးလေးကိုချင်းနေမင်းကြီးတွေ့မြင်သွားရကမြင်မြင်ချင်းချစ်မိသွားတယ်လို့ပြောဖို့ဖြစ်သွားတာပေါ့ ဒီလိုနဲ့တက်မှုလေးကပနာတော်ဝင်းသမီးလေးပါရှိတဲ့မြေသားကို ချင်းနေကြီးအန်ရယ်နဲ့လုကင်းရာကိုတဟုံတို့မောင်းထွက်ဖို့ကြိုးစားတယ်တဲ့ဒါပေမဲ့လည်းဝင်းသမီးလေးကိုချစ်မိသွားတဲ့ချင်းနေမင်းကြီးဟာအချားရန်သူအန်ရယ်တို့ကို အလေးဂယုမပြုတော့ဘဲမြေသားနတ်ကိုသာအပြေအလွာလိုက်လာခဲ့ပါလေရောတဲ့ ဓာလန်လေးများလက်နက်တို့ထိမှန်ခံထားရတဲ့ချင်းနေမင်းကြီးကတော့သူ့ရဲ့ပြည်လန်းတလျှောက်မှာ သွေးဆက်တို့ကြကြံနေခဲ့တာပေါ့သွေးနဲ့ရင်းကချစ်မိသွားတဲ့ချင်းနေမင်းအသက်နဲ့ရင်းကချစ်မိသွားတဲ့ချင်းနေမင်းပေါ့ဒီလိုနဲ့နောက်ဆုံးမှာတော့ချင်းနေမင်းဟာသူ့ချစ်မြတ်နိုးမီးတဲ့မင်းသမီးလေးကိုတက်မှုလေးမောင်းနေနေတဲ့မြေထားပေါ်ကနေအမိအယဆောင်ယူထွက်ပြေးသွားနိုင်ခဲ့ပါတယ် ရဲမဲစစ်တွေရဲ့ကျူးစာပြီးမရမကလိုက်လံတိုက်ခိုက်ကြပေမဲ့လီလိုလင်းမြန်လွန်းတဲ့ချင်းနေမင်းကြီးလက်ထဲကမင်းသမီးလေးကိုသူတို့ပြန်မရခဲ့ပါဘူးချင်းနေမင်းကြီးကတော့ရဲမဲစစ်တွေရဲ့ဝေးရာထက် ဝေးရာစီကိုကြီးလွားပြက်ွယ်သွားတော့ပါတယ်ချင်းနီမီနီဟာတတိမြင့်မျောနေတဲ့မင်းသမီးလေးကို သူ့နေထိုင်ရာကြောက်ကူလိုင်းကိုရေးစီအရောက်ကိုက်ချီလာခဲ့တာပေါ့ ချင်းနေမင်းကြီးကမင်းမီလေးမြ мян တရိယာစီဖို့အနာမှာမမှိတ်တော့မျက်စီဖြင့်ငေငိုင်ဆိုင်ကြည့်ပြီးစူတောင်းနေတာပေါ့နောက်ဆုံးမှာတော့ချင်းနေမင်းကြီးခမညာကြံရမရဖြစ်ကမင်းမီလေးရဲ့မျက်နာကိုရှာနဲ့ရက်ကပြုစုပေးနေမိတော့တာပေါ့ဆွဆွတဲ့အထီးအတွေ့နုညံ့တဲ့အထီးတွေ့တို့ကြောင့်ခဏအကြာမှာပဲမင်းမီလေးကဒီပြန်ရလာခဲ့ပါတယ် ်သတိရလာတဲ့မင်းသမီးလေးခမရရုတ်တရက်ချင်းလေးကြီးကို မြင်တွေ့လိုက်ရတဲ့အတွက်တင်မလောက်ထိတ်လန့်ကြောက်ရွံ့နေရှာတာပေါ့ချင်းလေးမင်းကြီးကတော့သူ့ကိုမကြောက်လန့်ဖို့လက္ခဏာအမူအရာတွေအမျိုးမျိုးလုပ်ပြတယ်မင်းသမီးလေးဟာတောင်းရဲ့ဘရင်ချင်းလေးမင်းကြီးရဲ့ပြုမူနေပုံတွေကိုကြည့်ပြီးရှင်နန်းတော်တွေကသူမရဲ့ခွေးလိမ်မာလေးအတွင်သာမြင်နေမိတော့တာပေါ့ ချင်းနေမင်းကြီးကတော့သူ့အချစ်တင်ငေးကြတွေကိုမင်းသမီးလေးတိနာလေသွားပြီအထင်နဲ့ဝမ်းသာမစုံဖြစ်နေတာပေါ့ဒါပေမဲ့မင်းသမီးလေးခမရမှာကေတူဝေးတဲ့ဘဝမှာချင်းနေမင်းကြီးကို လိုက်တင်ဆက်ဆံခြင်းနီးလန်းကိုရွေးချယ်လိုက်ခြင်းပဲဖြစ်တာပေါ့နောက်ဆုံးတော့လေမင်းသမီးလေးဟာတောရဲ့ဘရင် ချင်းသိမင်းရဲ့ဇနီးမယားဖြစ်သွားရရှာတယ်တဲ့ဒီလိုနဲ့ရက်လာနှစ်ကူတခုသောຫນွေ ဥပေါက်မှာမင်းသမီးလေးက ချင်းနေမင်းကြီးအတွက်တောင်းဦးလေးတယောက်ဖွင့်မြင်ပေးခဲ့လေးတဲ့ချင်းနေမင်းကြီးကတော့သူ့ရဲ့သားလေးကို ဖခင်ရဲ့အချစ်ဖခင်ရဲ့မေတ္တာပြေဝါနဲ့ငုံထားမတတ်အယူမူအချစ်ကြီးနေရှာတာပေါ့ကလေးငယ်လေးရဲ့လက်ယုံလက်မောင်းခြေချောင်းအင်္ကာတို့ဟာချင်းနေမင်းကြီးရဲ့လက်မောင်းလက်ယုံနဲ့တူတော့ကြောင့်တိဟပါဟုဟူသောအမိကို ချင်းနေမင်းကြီးကပြီးလိုက်နေတယ် မျက်နာပုံတရံနဲ့သူ့အမေကိုတူပင်မဲ့ခန္ဓာကိုယ်ခွန်အားနဲ့စိတ်ဓာတ်ကငါတိုင်းပဲချင်းနေမင်းကြီးဟာတဏီတခြားလူဖြစ်တန်လာတဲ့သူ့ရဲ့သားလေးကိုချင်းနေသူတက်အပ်တဲ့ပညာတွေကိုတဆင်ပြီးတဆင်တင်ကြားပြသပေးတာပေါ့ပထမတော့ယုံကလေးတွေနဲ့ပညာသင်ပြီးတယ်နောက်သမင်တရေတွေနဲ့ပညာသင်ပြီးတယ်နောက်ဆုံးမှာတော့ကြားတွေစင်တွေကိုပါရင်ဆိုင်တိုက်ခိုက်တတ်အောင် တင်ပြီးတော့တယ်ဒီလိုနဲ့ရန်ဖန်ရန်ခါများလာတဲ့အခါမှာတော့သူ့ရဲ့ကြက်စားပိုင်တဲ့တောတောင်တွေကိုလိုက်လံပြသရင်းနဲ့သူ့ရဲ့သားကိုတောသုံးတော်ရဲ့ဧကရစ်ချင်းတိလူသားအဖြစ်ညှော်လင့်စေကူရတာလဲသူ့အမောပါပဲမင်းသမီးလေးကတော့ညှော်လင့်ခြင်းအနာဂတ်သစ်ပင် ရှင်တန်ကြီးထွားရေးအတွက်ဆိုပြီးချွေနန်းတော်ပုံမြင်နေနဲ့အိယာဝေနိုင်ရေလောင်းပေါင်းတင်ပြိုးထောင်ပေးခဲ့တာပေါ့ လူတွေဆိုတာကလည်းသားစိမ်ငါးစိမ်မစားကြဘူးသားစိမ်ငါးစိမ်ကိုဘလူးတော်ရိုင်းတရိစံတွေမှစားကြတာတာရဲ့နောက်ပြီးတော့ရွှေနန်းတော်ကြီးဆိုတာကလည်းတိတ်ကိုကြီးကျယ်ခမ်းနားတာပဲတနင်္ဂနွေတစ်ချိန်ချိန်မှာတော့မမေသားတော်လေးကိုရွှေနန်းတော်ကြီးစီခေါ်သွားပြီးမြင်းပြင်းဧကရကြီးလောက်ခိုင်းရမယ်ဆိုပြီးတော့လေအမေနဲ့ပြောလို့ရှိတာပေါ့ကွယ် ဖခင်ချင်းဒီမင်းကြီးကလည်းတားကိုဒေါ်ဘရင်အီဂရီမင်းကြီးလှောက်ခိုင်းမှု စိတ်ကူးနေပုံရတာပေါ့သူ့ရဲ့ပိုင်းတဲ့နေမြေတွေကိုလိုက်ပြတယ်မဲမဲရဲ့ဆိုပြီးသူ့ရဲ့မိခင်ကိုတဖန်ပြန်ပြောပြတာပေါ့တားငယ်လေးရဲ့စကားကိုကြားတော့မင်းသမီးလေးရဲ့ရင်ထဲဝမ်းသာသွားတာပေါ့ သားနေမြီဒီသားတွာလန်းလာလန်းတွေကို ဟောဒီလိုမြေပေါ်အမှတ်သားတွေပြုလို့မှတ်သားထားရမယ်ဆိုပြီးလဲတင်ပြပေးတာပေါ့ဒီလိုနဲ့တားငယ်လေးကဘာအတွက်လဲမမင်းဆိုပြီးပြန်မိတာပေါ့ဩတားရဲ့တားကိုရွှေနန်းတော်ကြီးစီခေါ်သွားဖို့အတွက်လေဆိုပြီးပြန်ပြေးလိုက်ရတယ်တဲ့ မင်းသမီးလေးကတော့တားဖြစ်သူကိုတောတလီတောတဘာဝရဲ့ခက်ခဲကြမ်းကြမ်းမှုနဲ့ရွှေနန်းတော်ကြီးရဲ့စီစဉ်ချမ်းသာကွာခြားပုံတွေကိုရေစရာမောစရာတွေနဲ့တဖုံမျက်ရည်ကြားရတဲ့မျိုး အလင်းတင်တိုင်းပြောပြတော့တားငယ်လေးခမရရွှေနန်းတော်ရဲ့ဧကရိပုံမြင်တိုင်းကချင်းဒီလူသားလေးရဲ့စိတ်အာယုံမှာဖြုတ်ဖြစ်လို့မရအောင်ဆွဲခိုင်သွားစေတဲ့ကွယ်ချင်းနေမင်းကြီးကတော့တားမြေနှစ်ယောက်ရဲ့အကြံစီကို မတိရှာဘူးပေါ့ ။အော်ကျုံယုံတော့တစ်ဖက်ကန်သာသမီယုံစုံလုံးကန်လူယုံတက်လျင်သည်ဆိုတဲ့ညောတာတရားတွေကို ချင်းတီမင်းကြီးကတရိษံဖြစ်လေတော့မတိတာမဆမ်းဘူးပေါ့။မတိလို့လည်းပဲနေထွက်ကနေဝင်တတော်ဝင်တတော်ထွက်တောင်တက်တောင်စင်းသားကြွေးမှုမရကြွေးမှုဒုက္ခတွေကိုချမ်းသာဒုက္ခလို့ပြီးပျော်ရွှင်ဝမ်းမြောက်နေတာပေါ့မောတော့မောတာပေါ့ဒါပေမဲ့ ချိန်နေမမောဘူးဆိုတဲ့အတိုင်းပေါ့ဒီလိုနဲ့ရွက်ဝါရီကျွေပြီးရွက်တစ်ဝေးတဲ့တနေ့မှာတော့မင်းသမီးလေးကသားချင်းတဲ့လူသားလေးကိုကြောက်ကူတွေကထွက်ပြေးဖို့ဖွင့်ပြောလာတော့တယ်ကွယ်။ဒါမိမီတို့ပြေးကြစို့ဒီလိုနဲ့သားတော်လေးခမညာအဖြစ်ခမညာတနာပါတယ်။တပါတဲ့ခေါ်ခဲ့ရရင်ကောင်းမလားမမဲလို့ပြောလိုက်တာပေါ့။ဒီလိုနဲ့မင်းသမီးလေးကလည်းအဖြစ်ဘူးသား သူကတရိษံမေမေရူးကလူသားမျိုးမတူစချာအငယ်များတဲ့ကြွေလူပြန်ပြောလိုက်တဲ့သားတော်လေးကလည်းမျိုးမတူစချာ တရိษံပေမဲ့သားတို့မေမေတို့အပေါ်သူတန်ရောစင်ကြီးချပါတယ်မေမေရာလို့ပြန်ပြောလိုက်တာပေါ့တန်ရောစင်ကြီးတာမှန်တယ်ဒါပေမဲ့သူကအိမ်မွေးတရိษံခွေးကလေးကြောင်လေးမဟုတ်ဘူးလေသူ့ရဲ့အစာအမဲသားကောင်ကို ကျန်းကျုပ်ရက်ဆက်စွာနဲ့ဖန်ယူတက်ဖြက်စားတတ်တဲ့ချင်းကြီးကွယ်ချင်းလေးလို့ပြောလိုက်တာပေါ့အမဲသားကောင်ကိုသူတက်ဖြက်စားခြင်းစားလိုက်မယ်။သားနဲ့မမေကိုတော့သူကြိုက်ဖြက်စားလိုက်မယ်မထင်ဘူးမမေလို့သားမိနှစ်ယောက်အခြေတင်ပြောနေရင်မှပဲမိသမီးလေးကကြောက်ခုချင်းနဲ့အဝေးတနေရာကိုသားချင်းတဲ့လူသားလေးကိုခေါ်ဆောင်သွားနေတော့ပေါ့ တခါကချင်းနေကြီးဖမ်းယူတက်ဖြတ်စားတောက်ထားတဲ့တားကောင်ကြီးရဲ့ရိုးစုနေရာကိုမြင်းသမီးလေးကပြသလိုက်တာပေါ့တားတော်လေးကလည်းအံ့ဩစွာနဲ့ဒါချင်းနေကြီးတက်ဖြတ်စားတောက်ထားတဲ့တားကောင်ကြီးရဲ့ရိုးစုတွေတကယ်လားဆိုပြီးအံ့ဩစွာနဲ့မြင်လိုက်တာပေါ့ကွယ်မြင်းသမီးလေးကတခြားတရိတ်ဆန်အယိုးစုတွေကြားရဲကလူရိုးနဲ့လူဦးကောင်းခွန်ကြီးကိုတိကိုင်းတူတစ်ချောင်းနဲ့တားချင်းတဲ့လူသားလေးကို ထိုးပြတော့တာပေါ့ ကိုရင်ကမိမိတို့လိုမိမတယောက်ကိုအချင်းအားဓမ္မဖမ်းယူပေါင်းသိမ်းပြီးညီငွေလာတဲ့အခါတောစိတ်ဝင်လာတော့ကြိုက်သက်စားတောက်ပြဖူးတဲ့လက္ခဏာဒီမှာကြည့်ပါလားလို့ပြောလိုက်တာပေါ့ဒီနေ့လူသားလေးဟာလည်းလူဦးကောင်းခွန်ကိုကောက်ယူကိုင်းကြည့်ရင်တွေ့ဝီငင်းငိုင်နေတော့တာပေါ့မေမေကတော့သူ့ရဲ့အချစ်ကိုသူ့ရဲ့တန်ရောစင်ကိုလုံးဝမယုံဘူးဒီနေ့ဒီချင်းချင်းမှာမေမေနဲ့သားကို သူကိုက်သက်စားတော့ပြစ်မှာတေးကြတယ်လို့မေမေကနေပြောလိုက်တာပေါ့သားတော်လေးချင်းတိလူသားတိဟဘာဟုက လက်သေးကဥကောင်းကုံကို ပြစ်ချပြီးအယိုးပုံကိုတို့တချောင်းနဲ့ထုံးမွေကြည့်လိုက်တာလူအယိုးနဲ့လူဥကောင်းခုံတွေကိုချက်မှန်တွေ့ရှိလက်ရတဲ့အတွက်သူမေမေပြောစကားကိုလက်ခံယုံကြည်သွားတယ်တဲ့မေမေပြောတာမှန်နေဒီမှာအယိုးကောင်းတွေတနေ့ မမဲ့ထက်ချောတဲ့လာတဲ့လူသားမကိုတွေ့ရင်မမဲ့လဲဒီလိုအယူခေါင်းကုန်ဘဝကိုရောက်ရမှာတာရဲလူမမဲ့ကပြောလိုက်တော့အာမမဲ့ကိုတော့ဒီလိုအယူခေါင်းကုန်အဖြစ်မခံနိုင်ပါဘူးလို့ပြောလိုက်တဲ့အချိန်မှာမင်းသမီးလေးဟာသူ့ရဲ့ဇနအောင်မြင်သွားတဲ့အတွက်အလွန်ပဲဝမ်းသာနေရှာတာပေါ့ကဲတာချင်းနေကြီးပြန်မလာခင်ဒီကြောက်ကနေထွက်ပြေးကြစို့နော်လို့ပြောလိုက်တော့တာငယ်က ကောင်းပါပြီမမေဆိုပြီးချင်းနေလူသားတိဟဘာဦးကမိရင်ကိုဥဆောင်လမ်းပြကကြောက်လိုင်ကူကနေချင်းနေမင်းကြီးနဲ့ဝေးရာရွှေနန်းတော်ကြီးစီတို့ထွက်ပြေးသွားကြပါလေရောတဲ့ဒီလိုနဲ့ချင်းနေမင်းကြီးဟာသားဖို့တဖုံဇနီးဖို့တသွဲစားတော့ဖွေရာတွေကိုရှာဖွေပြီးကြောက်ကူကြီးစီကိုပြန်ရောက်လာခဲ့တော့တယ်တဲ့ သားရဲ့အရေးအယံဇနီးရဲ့အရေးအယံကိုတော့မတွေ့ရတော့ ချင်းနေမင်းကြီးရဲ့စိတ်ထဲမှာထိတ်ကနေစိုးရင်ပူပန်မှုတွေ ဝင်လာတော့တာပေါ့ခါတိုင်းငါကိုထွက်ထွက်ကြိုးနေကြခုသားလေးဘယ်ရောက်နေပါလဲလူမာလေးလည်းမတွေ့ပါလားဟိုနာဒီနာအညောင်းညာပြီများလမ်းချက်လမ်းထွက်ရှောက်နေကြသလား အထွေးပေါင်းစုံနဲ့ချင်းနေမင်းကြီးကကြောက်ကူကိုသူပြန်ရောက်နေကြောင်းတားနဲ့ဇနီးမယားတာကြသည့်အောင်အတန်ပြုတ်ချက်ပေးလိုက်ပေမဲ့တားနဲ့ဇနီးကတော့ပေါ်မလာခဲ့တော့ဘူးပေါ့ချင်းနေမင်းကြီးစိတ်ထဲမှာသူ့သားနဲ့သူ့ဇနီးတို့ကိုကြောက်ကူကြီးကနေထွက်ပြေးသွားကြတယ်လို့မထင်မိဘူးပေါ့ငါမရှိတော့ငါသားနဲ့ငါဇနီးကိုရန်သူကဝန်ဖန်းသွားတာသိကြတယ်ဒါဟာငါလူတော်ဘရင်ချင်းဒီမင်းကိုစိန်ခေါ်တာပဲ။ တားရီတားကိုကဲဖို့ဖေးလာပြီလူမလေးရီမင်းကိုကဲဖို့ငါလာပြီဆိုပြီးချင်းနေမင်းကြီးဟာတားပြောက်မရပြောက်ပြာပါရမိကြောင့်နှလုံးသားနဲ့ချင်းနေကူကနေထွက်ပြီးတားနဲ့ဇနီးမယားကိုရှာဖို့ထွက်သားတော့ရည်လက်ကွယ်တဖက်မှာလဲချင်းနေလူသားနဲ့သူအမေတို့ကတော့ချင်းနေမင်းကြီးရဲ့ပိုင်နဲ့နေမီကနေအမြန်ဆုံးလွမြောက်အောင်ခီးချမ်းခီးခဲကိုမိမျိုးစုံနဲ့ဖြတ်တန်းနေကြတာပေါ့ ဒီလိုနဲ့ရပောင်း20ဝန်းကျင်လောက်ကျော်ဖြတ်ပြီးတဲ့အခါကေတရီမင်းသမီးရဲ့ဖခင်ဘယင်ကြီးပိုင်တဲ့နေမြေအတွင်းကိုချင်းနှီးဝင်ရောက်ခဲ့ကြတာပေါ့တဖက်မှာတော့တားချင်းသည့်လူသားနဲ့ဇနီးကေတရီတို့တားအမိရွှေနန်းတော်ကြီးမှာပျော်ရွှင်ချမ်းမြေ့စွာနဲ့မြင်းစည်းစိမ်ရင်မူးနေချိန်မှာတော့ဒေါ်ဘယင်ချင်းနှီးမင်းကြီးခမရမှာတားတော့ကဇနီးတော့ကတွေကိုရှင်ခွဲလူမတက်ခံစားနေရရှာတာပေါ့ နောက်ဆုံးမှာတော့လူနေရက်ွက်တွေကိုဖျက်တမ်းပြီးသူ့သားနဲ့ဇနီးရှိရာနေပြည်တော်နန္ဒမိတ်အတွင်းကို ရောက်ရှိလို့လာခဲ့တာပေါ့။တားပြောင်မရပြောင်အရှာရောက်လာတဲ့တော်ဘရင်ချင်းနေမင်းကြီးကို မြို့ပြနေလူတွေက အနီရဲ့တော်ကောင်ကြီးအမတ်နဲ့ဒုတ်သားတွေနဲ့ပြစ်ပောက်ကတန်မုံတီတောထုံမောင်းနေကြတော့တာပေါ့။ချင်းနေကြီးကလည်းသူ့အသက်အန္တရာယ်ကိုကာဝယ်တဲ့အနည်းနဲ့ရဲရွာလူသူတွေကိုပြန်လည်တိုက်ခိုက်တပ်ပုတ်ရတော့တာပေါ့။ ဒီလိုနဲ့ပြည်သူပြည်သားတွေကဟာချင်းဒီကြီးချွင်းနှဲတော်ကြီးတဲ့ကိုဝင်သွားပြီဟေးလို့ပြောလိုက်တဲ့အတန်ကိုသားတော်လေးကကြားတော့မမေဒီချင်းဒီကြီးလိုက်လာပြီဘလို့လုံမလဲသူကတိုင်းရဲ့ဖခင်တို့တီးသွားကုန်ရင် အားလုံးခက်ကုန်ကြလိမ့်မယ်သူမလိုက်နိုင်အောင် လုံမရမယ်ဆိုပြီးမိမိရဲ့ဂုံတိတ်ခါတက်ဖို့မိမိဧကရစ်ဘရင်အာနာရဖို့မိမိကိုလူတကာအချင်းကြီးစေဖို့ဖေရင်းကိုတမဖြစ်တော်မယ်ဆိုပြီးဒါလန် လေးမြလက်နဲ့အစုံလေးနဲ့အဖေတော်ဘရင် ချင်းဒီမင်းကြီးကိုညနေချင်းဆိုင်လိုက်တဲ့သူက ချင်းဒီလူသားတိဟပါဟုလူနဲ့ချင်းဒီမင်းကြီးစိတ်ထဲမှာတော့အိုးငါသားကဒီကိုရောက်နေတာပဲဒီမျက်နာဒီခန္ဓာဒီဝိစုံနဲ့ခညာချေဝါလိုက်ဖက်လိုက်တာငါသားလေးဘေးမတီးရမခပါစေနဲ့လို့ငါအဖေတောင်းခဲ့ရတဲ့စုတွေအခုတော့ပြေခဲ့ရပြီလို့ဆိုပြီးတွေးပြီး ဒါလာလေးအဖေစီကိုကြောက်ကူကြီးစီကို ပြန်ညားရအောင်ဆိုပြီးဖေချင်းလေးကြီးကဖြူစင်တန်ရှင်းတဲ့ဖခင်မြစ်တာဖခင်စိမ့်နဲ့ဒါရှိရာကိုတရွေ့ရွေ့လှမ်းလာနေတဲ့အချိန်မှာဒါချင်းလေးလူသားကတော့ဖခင်ချင်းလေးကြီးကိုရရက်ဆက်ဆက်လေးနှစ်ပြည့်ခွင်တက်ဖြတ်ဖို့ကြိုးစားနေတော့တာပေါ့ဒီလိုနဲ့ဟာမြားတွေကပန်းဝင်နေဖြစ်ကုန်တာပေါ့။ဟာဩစရာပဲ။ချင်းလေးကြီးက ချင်းချင်းအစ်စ်ကိုဟုတ်ရဲ့လားနဘလူးတကောင်များလားဆိုပြီးဘေးကပြည်သူပြည်သားတွေက ပြောနေတဲ့အချိန်မှာသားသမီးတို့ပေါ်ထားရှိတဲ့မြစ်တာတရားဟာဘလောက်ထီကြီးမှကြောင်းချင်းနေကြီးကတက်တီထူပြနေပေမဲ့ချင်းနေကြီးရဲ့သားထိုးလူမိုက်ကတော့တိနာလည်းမှုမရှိဆက်လက်လေးနေပြစ်ခွင်းနေတော့တယ်ကွယ် မြစ်တာတရားဟာရန်သူအန္တရာယ်ကိုကာကွယ်မှုအားအစွမ်းရှိတာမှန်တော်လဲရန်လိုမှုဒေါသအမျက်ကားတော့ချင်းနေကြီးကိုအသက်စီဝင်ကြွေသွားစေခဲ့တာပေါ့သားတော်တီဟာဘာဟုဟာစိတ်ထဲမှာသားရဲ့ဂုံတိတ်ခါနဲ့သားဘဝတိုးတက်မြင်မားစေဖို့အတွက် အဖေကိုတက်လိုက်ရတာပါဘလို့ပဲဖြစ်ဖြစ်သားကိုခွင့်လွတ်နားလေပြီးပါတော့ဆိုပြီးစိတ်ထဲကနေချင်းနေမင်းကြီးကိုကြိတ်ပြီးတူရှူတောင်းပန်ပြီးလက်ထွက်လာခဲ့တော့တာပေါ့ ီလိုနဲ့ချင်းသိမင်းကြီးကိုတက်ဖြတ်ပြီးတဲ့နောက်ရက်အတန်ကြာတဲ့အခါမှာခေါင်းကပ်ယောဂဝေဒနာစတင်ဆွဲကဲလာခဲ့တာယာဇအိန္ဒြေပင်မစဲနိုင်အောင်ခံစားနေရရှာတယ်တဲ့ကွယ်။ဒါနဲ့မဲမဲကလည်းပါဒီကိစ္စကမယိုးဘူးထင်တယ်ပုံနာတော်တွေနဲ့ဇာတာစစ်ဆေးကြည့်ကြရအောင်ဒီဟာပါဟုမင်းဘရင်ရဲ့ဇာတာတော်ကိုစစ်ဆေးလိုက်တဲ့အခါမှာတော့ အဖေကိုတတ်တဲ့အကံကြောင့်ခေါင်းကိုက်ဝေဒနာဆွဲခဲ့ရတဲ့ကြောင်းသိရှိလိုက်ရတယ်ကွယ်အဲ့ဒီအပြည့်ဝကြွေးကံနေပြပြဖို့ဇေဒီတော်တဆူတီထားကိုွယ်ခိုင်းလိုက်တာပေါ့ဇေဒီတော်ရဲ့ချွေရင်မှာ ဖခင် ချင်းနေရုပ်ထုကိုထဲ့သွင်းပူဇော်ခိုင်းလိုက်တယ်ကွယ်အဲ့ဒီလိုထုလုပ်ပြီးတဲ့နောက်မှာမှတရားဘာဟုမှရှိတဲ့ခေါင်းကိုက်ဝေဒနာဟာအရှင်းပြောက်ကင်းသွားခဲ့တော့တာပေါ့ဒီလိုနဲ့ဘယင်တိဟဘာဟုကလည်း အဖေသားဘဝသားအနာဂတ်ကိုငဲ့ကွက်ပြီးခွင့်လွတ်တည်ခံပေးပါတော့အဖေရဲ့ဆိုပြီးသူတည်ထားခဲ့တဲ့ဇေဒီနဲ့သူ့ဖခင်ကြီးကိုအစွဲပြူပြီးထူးဆစ်ထားတဲ့ဇေအချင်းလေးကြီးရဲ့ရှေ့မှာထိုင်ပြီးခွင့်လွတ်ဖို့တောင်းပန်ခဲ့တော့တယ်လေကွယ်